Hello အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးမှာကြိုဆိုပါရစေဒီလိုမျိုးမတွေ့ရတာကြာပြီပေါ့နော်ကျွန်တော်ပယ်လျှောက်သွားနေလဲဆိုတော့ကျွန်တော်တောင်ကြီးသွားတယ်ဒီနှစ်ကကျွန်တော်တောင်ကြီးကိုကျွန်တော်တုံးခေါက်ရောက်တယ်ပေါ့နော်အာဒီတစ်ခေါက်ကတော့ကျွန်တော်တွားလေတယ်နောက်ထပ်နှစ်ခေါက်ကတော့ကျွန်တော်ဒီအလုပ်ကိစ္စလေးနဲ့ကျွန်တော်ရောက်သွားတယ်ပေါ့နော်အာတည်တဲ့အတိုင်းပါပဲကျွန်တော်ဒီခီးထွက်ပြီဆိုရင်ကျွန်တော်ပြန်လာတဲ့အချိန်မှာပေါ့နော် အဲအလုတ်အလုတ်တွေကတော့ပုံနေတယ်အဲကြောင့်မလို့ဒီအလုတ်ကိစ္စတွေရဲ့အဲအဲ့လိုမျိုးပေါ့နော်အဲကြောင့်မလို့ဒီဒီလိုမျိုးဗီဒီယိုရိုက်ဖို့အတွက်ကျွန်တော်လည်းမအားဘူးပြီးတော့လည်းဗာပြီးတော့လည်းဗာဗီဒီယိုတွေရိုက်မလဲဆိုတာလည်းဒီအုံနောက်ထဲမှာမရှိဘူးပေါ့နော်နောက်တစ်ခုကဒီဒီလိုမျိုးရိုက်ဖို့အတွက်ဒီစိတ်အားမထက်တာပေါ့နော်စိတ်မပါဘူးပေါ့နော်အဲဒီနေ့ကတော့စိတ်ပါပါမပါပါ အဲကျွန်တော်ဗီဒီယိုမရရလာကြာပြီဖြစ်တဲ့အတွက်အဲကျွန်တော်ရိုက်ကိုရရမယ်ပေါ့နော်အခုဆိုရင်တော့ကျွန်တော်မိုးလဲရွာနေတယ်အခုအချိန်ဆိုရင်လည်းဒီ7နိုင်9နိုင်လောက်ရှိပြီပေါ့နော်9နိုင်ကျော်လောက်ရပေါ့နော်9နိုင်ကျော်နေပြီကျွန်တော်ဘာပြောချင်လဲဆိုတော့ကျွန်တော်တောင်ကြီးပြီးပြန်လာတော့အလုပ်တွေအများကြီးရှိတယ်ပြီးတော့လည်းကျွန်တော်မြို့မှာကတော့ဒီတရားစခန်းရှိတယ်ပေါ့နော်အရှင်အဲသူ့ ခမိန်သားဒီတောင်တန်းတတနာပြုဆရာတော်ကဒီကျွန်တော်မျိုးမှာတရားစခန်းလာဖွင့်တယ်10ရက်တရားစခန်းပေါ့နော်အဲ့တော့ကျွန်တော်နေ့လေဆိုရင်ကျွန်တော်အမေကိုလိုက်ပို့တယ်အမေကတော့ဒီသူများလို့ဒီတရားစခန်းမှာသူကတရားတော်မယူနိုင်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူကဒီအဲကျမ်းမာရေးအရာသူကအဲ့လိုမျိုးတော်အိပ်ပြီးမှအဲ့မှာတရားတော်ယူဖို့သူကအဆင်မပြေဘူးပေါ့နော်အဲကြောင့်မလို့ ဒီနေတိုင်းလိုက်ပို့ရတယ်။ညကျတော့ကျွန်တော်လီမယားနှစ်ယောက်ကဒီအဲတရားသွားနာတယ်။ခုနိုင်နေ၈နိုင်ဆိုရင်ဒီအဲဆရာတော်တွေကဒီတရားတွေကိုဒီဟောပေးတယ်ပေါ့နော်။အဲလိုမျိုးတရားတွေသွားနာတယ်။ပြီးတော့အိမ်ပြန်ရောက်တော့လဲဒီနည်းနည်း၈နိုင်ခွဲ၉နိုင်လောက်ရှိပြီဖြစ်တဲ့အတွက်ကျွန်တော်ကလည်းဒီလိုမျိုးဗီဒီယိုတွေကိုမရိုက်ဖြစ်ဘူးပေါ့နော်။နောက်ထပ်နည်းနည်းဆိုရင်လည်းတတင်းကျွတ်လဲရောက်တော့မယ်ပေါ့နော်အဲကြောင့်မလို့ဒီဆိုင်ကိုဆိုင်အတွက်ဒီ ပစ္စည်းတွေဖြည့်ရမယ်အဲပစ္စည်းလေးတွေဒီမာဆရာရှိတာတွေလည်းမာရတယ်ပေါ့နော်ဒီချိန်မှာလည်းလူတိုင်းလည်းအရင်အဆင်ပြေနေတဲ့အနေထားလည်းမဟုတ်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဆိုင်အနေထားဆိုရင်ကျွန်တော်ကရိုးတရားပစ္စည်းတွေအများအပြားအဲကျွန်တော်ရောင်းတယ်ပေါ့နော်အခုဆိုရင်ရိုးတရားပစ္စည်းတွေကဒီအဲဘေးမဝင်သေးဘူးပေါ့နော်အဲကြောင့်မလို့ဒီဆိုင်ထဲမှာလည်းအဲပစ္စည်းတွေတိတ်မဆုံးဘူး ခါတိုင်းနေလိုမျိုးပစ္စည်းတွေတိတ်မစုံဘူးအဲပစ္စည်းတွေလည်းပေါ်ပေါ်ရွှင်ရွှင်မရှိဘူးအဲဒီရှိတဲ့ပစ္စည်းတွေကလည်းဆေးတွေတော်တော်တက်တယ်အဲကြောင့်မလို့ဒီနစ်ကဒီတတင်းကျုပ်ကဘလို့လာမလဲတော့မသိဘူးပေါ့နော်ခါတိုင်းနေဆိုရင်ဒီလိုမျိုးတတင်းကျုပ်ဆိုရင်ကျွန်တော်ဒီအဲရန်ရောင်းကောင်းတဲ့အချိန်ပေါ့နော်ပစ္စည်းတွေတောက်လျှောက်ဖြည့်ပေါ့နော်အခုဆိုရင်လည်းမဖြည့်တာတော့မဟုတ်ဘူးပစ္စည်းတွေဖြည့်တယ်ဒါပေမဲ့ပစ္စည်းတွေတော့တိတ်မဆုံးဘူးပေါ့နော်အဲရှိတဲ့ပစ္စည်းဖြည့်တယ်ပြီးတော့ပစ္စည်းတွေတွင်းတယ် အဲပြီးတော့လဲဒီကြားထဲမှာကျွန်တော်ဒီအဲကျွန်တော်ဆိုင်အတွက်အပြင်စီလေးတွေနည်းပွားလုပ်ဆရာလေးတွေလုပ်တယ်ပေါ့နော်ကျွန်တော်ဆိုရင်လဲဒီအရှိမကျွန်တော်ဒီအလာမီစင်ထားတယ်အဲပြီးခဲ့တုံးလေးနှစ်ကတည်းကကျွန်တော်စင်ထားတယ်ပေါ့နော်ဒီနှစ်ကတော့ဒီအဲ့ဒီမီးတွေနဲ့ပဲကျွန်တော်တန်ရှင်းလေးတန်ရှင်းတွေပါပြန်လုပ်ပေါ့နော်အဲ့ဒီတန်ရှင်းလုပ်လုပ်တဲ့ကိစ္စကိုကကျွန်တော်နေ့ရက်လောက်အချိန်ပေးလိုက်ရတယ်အဲပြီးတော့လဲကျွန်တော်ဆိုင်ကအာပုံမှန်ပေါ့နော်တတင်းကျွတ်တဲ့အချိန်မှာဆိုရင် ဒီဒီငွေရှင်းကောင်တာတစ်ခုတည်းပဲရှိတဲ့အတွက်အဲအရန်ရှုပ်ပါတယ်အရန်ရှုပ်တဲ့အတွက်ကျွန်တော်ဒီကောင်တာတိတိလေးနောက်တစ်ခုကိုကျွန်တော်လှုပ်လိုက်တယ်ဘာဖြစ်လို့အဲ့လောက်တိတိလေးလှုပ်ရတာလဲဆိုတော့ဒီဆိုင်ချဲဖို့အတွက်လည်းဘတ်ဂျက်မရှိဘူးเนาะဆိုင်ကတိတိလေးပဲဖြစ်တဲ့အတွက်ဒီကောင်တာထားတဲ့နေရာလည်းမရှိဘူးပေါ့เนาะအဲကြောင့်မလို့ဒီလိုမျိုးတိတိလေးပဲကျွန်တော်အာလှုပ်လိုက်တယ်ဒါတော့ယာယီပေါ့နော်ယာယီတဘောပေါ့နော်အအနေတိုင်းလဲကျွန်တော်အဲ့လိုမျိုးမထားပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော် ကောင်တာထိုင်ဖို့အတွက်ကျွန်တော်လည်းကျွန်တော်အမျိုးသမီးပဲရှိတဲ့အတွက်အဲ့လိုမျိုးပုံမှန်မထိုင်နိုင်ဘူးဗောနောမထိုင်နိုင်ဘူးဆိုရင်လည်းအဲ့ကောင်တာကြီးကလည်းဒီအကားဖြစ်နေမှာပေါ့နော်အဲ့လိုမျိုးထားနေတယ်ဆိုရင်လည်းအဆင်မပြေပါဘူးတချို့ကျွန်တော် customer တွေလည်းအဲ့လိုမျိုးပေါ့နော်တွားကင်ကြည့်တာလည်းရှိတယ်ဒီတွားဒီမျိုးတွားလောက်ကြည့်တာလည်းရှိတယ်ပေါ့နော်အဲကြောင့်မလို့အဲ့မျိုးအတိုင်းထားနေလို့လည်းမဖြစ်ဘူးပေါ့နော်အဲ့လိုမျိုးထားပြီဆိုကြတဲ့ကဒီ ကောင်တာထိုင်မဲ့လူရှိကိုရှိရမယ်ပေါ့နော်ကျွန်တော်ဒီလိုမျိုး software လေးနဲ့ရောင်းတာကတွေ့အားတာချက်အားနဲ့ချက်တွေရှိတယ်တွေ့အဲအားနဲ့ချက်တွေကပါလဲဆိုတော့ခုနကကျွန်တော်ပြောတလို့ပေါ့နော်ပစ္စည်းတွေမာလိုက်တယ်မာလိုက်တဲ့အချိန်မှာအဲကျွန်တော်မာလိုက်တဲ့အချိန်မှာကျွန်တော်ဒီ set ထဲမှာလာတွင်းရတယ်ပေါ့နော်ဒီတိုင်းတွင်းလို့လည်းမဖြစ်ပြန်ဘူးကျွန်တော်ဘာတွေထက်လို့ရသေးလဲဆိုတော့ကျွန်တော်ဒီအဲပစ္စည်းအဟောင်းကိုပြန်စစ်ရတယ်ပေါ့နော် ပစ္စည်းအဟောင်းကိုပြန်စစ်တယ်ဆိုတာကဒီလိုမျိုးဒီဇိုင်းလုံးကိုစစ်တာတော့မဟုတ်ဘူးပေါ့နော်ဒီလိုမျိုးဆက်ထဲမှာအစင်းတွင်းမဲ့ဒီအဲပစ္စည်းကိုပဲကျွန်တော်စစ်လိုက်တယ်ပေါ့နော်တခါလေကြာရင်အဲ့လိုမျိုးအဲတခါလေအဲ့လိုမျိုးတခါလေစစ်တခါလေတွင်းပေါ့နော်အဲဥပမာဆိုရင်အချွေတစ်မျိုးဆိုရင်ကျွန်တော်ဆက်ထဲမှာတွင်းတော့မယ်ဆိုရင်ကျွန်တော်ဒီလက်ကြံအရင်အတွက်ကိုကျွန်တော်အရင်အဆုံးစစ်တယ်အဲကြိုက်ပြီဆိုမှကျွန်တော်အစ်စ်ကိုဒီဆက်ထဲမှာပြန်တွင်းလိုက်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေသူရဲ့အားနဲ့ချက်ရှိပါတယ် အာပြီးတော့နောက်တစ်ခုကဒီခါလေးကြရင်ဘောနော်ကွန်ပျူတာတွေပါလေဟန်ဝါတာရှိတယ်တွေ့ရဒီလိုမျိုးဒီအဲကွန်ပျူစီထိန်းတဲ့ဒီဆင်းက error တွေပါဖြစ်သွားတာတွေရှိတယ်အဲ့ဒါကလည်းတော်တော်လေးကိုတိုင်ပတ်တယ်ကျွန်တော်အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာကျွန်တော်ဘာလုပ်လဲဆိုတော့တချို့ပစ္စည်းတွေကဒီကျွန်တော်ဆင်းနှုံးတွေမတီးတော့ဘောနော်ပြီးတော့လည်းဒီဖုန်းတွေနဲ့လိုက်ရိုက်ထားရတယ်ဘောနော်ဒါမှမဟုတ်ရင်လိုက်မှတ်ထားရတယ်ဆိုတာလည်းဒီတော်တော်နဲ့မလွယ်တဲ့ကိစ္စပါ အဲဒီလိုမျိုး software နဲ့ရောင်းတဲ့တူတိုင်းဘလောက်ဒုက္ခရောက်တာလဲဆိုတော့တော်တော်တိမယ်လို့ကျွန်တော်ထင်ပါတယ်အဲဒါကတော့သူ့ရဲ့အားနည်းချက်တစ်ခုပေါ့နော်အဲနောက်တစ်ခုကလည်းဒီမြန်မြန်ဆန်ဆန်ပေါ့နော်အဲ့လိုမျိုးမရောင်းနိုင်ဘူးပေါ့နော်ကျွန်တော်ကြတော့ဆိုင်ကတေးတဲ့အတွက်ကောင်တာတစ်လုံးနှလုံးသုံးလုံးအဲ့လိုမျိုးမထိုင်နိုင်ဘူးကောင်တာလည်းဒီလိုမျိုးတစ်လုံးပဲကျွန်တော်ထားနိုင်တယ်အဲကြောင့်မလို့ဒီနှစ်အတွက်တတင်းချုပ်ကတော့ကျွန်တော်ဒီလိုမျိုးကောင်တာအသေးသေးနောက်တစ်လုံး ကျွန်တော်လှုပ်လိုက်တယ်ပေါ့နော်ဒါလေးတွေတူမှာအားနည်းချက်ရှိပါတယ်နောက်တွေ့ရအားထားချက်တွေလည်းအများကြီးပေါ့နော်အဲကျွန်တော်ဒီဒရရောင်အားဘယ်လောက်ရှိလဲဒလရောင်အားဘယ်လောက်ရှိလဲပေါ့နော်အဲ့ဒီထဲကိုမှမှကျွန်တော်အမြတ်ကဘယ်လောက်ရှိတာလဲဆိုတာကိုလည်းအဲလုံးဝကြည့်လို့ရတယ်ဒါလည်းတွေ့ရအားထားချက်တစ်ခုပေါ့နော်နောက်တစ်ခုကပါလဲဆိုတော့ဒီလိုမျိုးပေါ့နော်ကိုယ့်ရဲ့ဆိုင်ထဲမှာရှိတဲ့ပစ္စည်းမှန်မြဒီသူ့ရဲ့တံဖိုးတွေသူ့ရဲ့ကိုယ့်ရဲ့အရင်းနှီးတံဖိုးတွေဘယ်လောက်ရှိတာလဲဆိုတာကို ဒီဆဲလဲမှာကြည့်လို့ရပါတယ်နောက်တစ်ခုကပါလဲဆိုတော့ဒီလိုမျိုးစေးနှုံးလဲမှန်တယ်ပေါ့နော်ကိုကဒီရိုးရိုးကုံစုံဆိုင်တွေနဲ့ဆိုင်တော့ကျွန်တော်အရင်ကဘလို့မှမရောက်မိဘူးနော်ဒီခါလေးရရင်အရင်ကိုကဒီပစ္စည်းတစ်ခုကဒီဝယ်စေးကျွန်တော်ဝယ်စေးဒီမမမိတော့ဘူးအဲ့လိုမျိုးဝယ်စေးမမမိတဲ့အတွက်ကျွန်တော်ဒီမမမိမရောက်လိုက်တယ်ပေါ့နော်ဒီခါလေးကျရင်အဲ့လိုမျိုးစေးနှုံးတွေကမမအောင်ပေါ့နော် အဲကြောင့်မလို့ဒါကတော့သူ့ရဲ့အားသာချက်တခုပေါ့နော်အဲ့လိုမျိုးလည်းမဖြစ်တော့ဘူးအခုဆိုရင်ကျွန်တော်ကဒီကျွန်တော်ရဲ့ဒီဝင်ငွေကိုတော့ကျွန်တော်အများအားတိနေတယ်အဲကြောင့်မလို့ကျွန်တော်ရဲ့ထွက်ငွေပဲကျွန်တော်အဓိကထားပြီးမှကျွန်တော်ကယူဆိုင်ရမှာပေါ့နော်ကျွန်တော်ထွက်ငွေကဒီနေ့တိုင်းကျွန်တော်ဒီမှတ်ပြီးမှဒီကျွန်တော်ရဲ့စင်းထဲမှာကျွန်တော်မှတ်ထားတယ်လကုန်ပြီဆိုရင်အဲဒီစင်းအတွက်ကြည့်တယ်ပေါ့နော်ကိုကဒီလဝင်ငွေဘယ်လောက်ရှိတာလဲဆိုတော့ကိုကကြည့်လို့ရပါတယ် ခုကျွန်တော်ဗီဒီယိုရိုက်နေတဲ့နေ့ကတော့ဒီကိုလာပိုင်း30နှစ်ဖြစ်နေပြီပေါ့နော်အဲအဲ့တော့ဒီကိုလာပိုင်းလလကုံဖြစ်နေပြီပေါ့နော်အဲကြောင့်မလို့ကျွန်တော်ရဲ့ဒီအမြတ်ဘလောက်ရှိတာလဲဆိုတော့ကျွန်တော်အဲတွက်ကြည့်ပါမယ်အဲကြောင့်မလို့အမြတ်ကဘလောက်ရှိတာလဲပေါ့နော်ကိုရဲ့ကုံပစ္စည်းတွေကဘလောက်ကိုကဘလောက်ရင်းထားတာလဲဆိုတော့ကိုကကြည့်လို့ရတယ်ဒါကလုံးဝဒီလိုမျိုး software နဲ့တုံးတာရဲ့အားတာချက်တစ်ခုပေါ့နော် ဟုတ်ကဲ့ကျွန်တော်ဒီနေ့ပြောချင်တာတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီလိုမျိုးအဆုံးအထိကြည့်ရှုပေးတဲ့အတွက်အများကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ် see you in the next video bye bye